့ငါး90ဇတ်တော်ထဲမှာပါဠိကေတာရသတ်ဆိုရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုခေါ်ခဲ့တာဖြစ်တယ်ပေါ့ဇာလန်းလေးကိုအချင်းညွတ်ပြောရမယ်ဆိုရင်မေဂရတိုင်းမှာမေဂရမျိုးတော်ရဲ့အရှိမြောက်ထဲမှာပါဠိတရားဆိုတဲ့ ုံနာရွာကြီးတရွာရှိတယ်။ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်။အဲ့ဒီရွာမှာလေပန်းရှင်တထေးကြီးရှိတယ်။လေပန်းဧကပေါင်းမြောင်များစွာချမ်းသာတယ်။သူကိုယ်တိုင်လှုပ်တဲ့လေရလည်းမနေဘူး။သူများကိုအငှားချထားတဲ့လေတွေလည်းရှိတယ်။အဲ့ဒီလေရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင် လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်။ဒါအနေထားတွေကိုဖော်ပြ။အဲ့ဒီလက်ပံတော်ထဲမှာခြေငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်။အဲ့ဒီနေထားမှာသူဟာလေစွားတွေကိုစိုက်ပြူးလေယာတွေကိုပြုထောင်စိုက်ပြူးပြီးတော့စွားတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့။မဟုတ်လို့လေဆိုရင်လက်ပံပင်တော်က ခြင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မဲ့နေတဲ့စဘာကင်းကစဘာတွေကိုစားကြတယ်အကောင်းကြီးအလွန်များတဲ့ခြင်းငှက်တွေအုပ်လိုက်ကြီးကျလာပြီးတော့စားတာချောက်လို့မနိုင်တော့အောင်ရှိတယ်ပေါ့ချောက်လို့မနိုင်ဘူးခြင်းငှက်တွေကလွန်ရဲတယ် ုနာချောင်းဒီနာချအဲ့ဒီလူလေဆောင်းကကျင်းခတ်တွေကိုမောင်းထုတ်တော်လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမဲ့တောင်းလောက်ကြီးတဲ့ကျင်းခတ်ကြီးတကောင်ပါအဲ့ဒီကောင်ကြီးရဆိုရင် သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံနေကိုခြီးပြီးတော့သွားတယ်စားလို့တဲ့အာမရဘူးတဲသွားတယ် တချို့လဲလုတ်တတ်တယ်အဲ့ဒါမျိုးအလူမန်တက်သမင်းကျွေးကိုလာပြီးတဲ့အခါကျချိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်ဒီမှာလဲစားတယ်ပြီးတော့ချိုင်းလဲဆွဲသွားတယ်ပေါ့အဲ့ဒီကြေးကြီးကလည်းပဲချိုင်းဆွဲသွားတဲ့သဘောပဲသူလဲဝအောင်စားတဲ့စပယ်နန်းလေးကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားလေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ရောချေးတောင်းမှကြောက်တော့ လေပိုင်းတတိကြီးစီသွားပြီးတော့ဒီအကျိုးကြောင်းတွေကိုပြောတယ်သူကျင်းခက်တည်ကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီပဲထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနေမှာဘူးအပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှမ်းလေးကိုချီးပြီးချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမချောက်ဘူးလို့ လည်းပဲရှင်ဘုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လည်းပဲရှင်ဘုံနာကြီးကသူ့ဘာပြောတော့မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောက်กว่าကြော်ကွင်းအဲ့ဒီချင်းခက်တွေကြာလာတဲ့နေရာမှာမင်းကြော်ကွင်းတွေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ချင်းခက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခန်းတယ် ကြော်ခွင်းလုပ်တဲ့အခါနှွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့ခိုင်မာတဲ့ကြော်ခွင်းနဲ့လောက်ခိုင်းတာလက်ခွင်းနဲ့မှထဲ့ထားနောက်ရကြတော့ခြေတွေခြေငက်တွေပြန်တန်းချလာပြီးတော့စွဲနန်းတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာဆင်းဆင်းချင်းသူ့ခြေတော့ကြော်ခွင်းကဆွတ်မိသွားအဲ့ကောင်ကြီးကြော်ခွင်းမိသွား သို့သောသူကကျင်းငဲ့ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငဲ့တီခုချိန်သူ online လို့ရှင်အစာမစားရမှဆိုလို့အသားလေးသူ့ခြေတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအောင်နောက်ဆုံးခြေတွေကဆွဲနံနေဝါအောင်စားလို့အာရရပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းပြီးပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့ အော်လိုက်တာဂျန်နေချင်းရဲ့တရားကိုပြန်ကုန်ညာဘာမှမရှိတော့သူတို့ကောင်းလဲပဲဂျန်အဲ့ဒီအချိန်မှာလဲဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရပုံနာကြီးစီရောက်တဲ့အခါလဲပိုင်းရှင်ပုံနာကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလက်ချီးတော့ချိနဲ့ဒါကြီးချိပြီးတော့ကြာကြာနာနာ ခြေတော့မှာကြော်ကွင်းကြီးနဲ့ပွန်ပဲ့နေလေဆေးတွေပဲလိမ့်ပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစဘယ်နန်နေစာယုံနေမကဘူးချိန်ဆွဲသွားတယ်လို့ပြောတယ်နော် ဇဝေနံစာယုံနေမှာဘူးနှုတ်သီးနဲ့ဇဝေနံနေအများကြီးချိချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းကကိုတော်ဆောက်ထားဖို့သဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လှုပ်ထလာသို့မဟုတ်ကိုတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ကျင်းခဲ့ဆိုတော့လူဘာသာစကားလေးပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရမအမျိုးလေးကိုနော် ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားပြောပါတော့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လဲဆုံထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်နေတဲ့ကတချို့ကိုကျွေးသည့်ခြားရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ ရှင်နိမြုံနန္ဒာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူကပြောတယ်။လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစ်ခုကကျွေးပေးတာတစ်ခုကကျွေးဆက်တာကျန်တဲ့ပိုရှင်တဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါတိမ့်တာပါလို့သူပြောတယ်အဲ့ဒီကြတော့ ူစကားကတော်တော်ထူးဆန်းတော့လေပိုင်းရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငဲ့တကောင်ကကျွေးတိပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းနေဒါကြောင့်မို့ဘလို့ကျွေးတိပေးပြီးဘလို့ကျွေးဟောင်းဆက်တာလဲနော် ဘယ်လိုရွှေဦးမြတ်မြုပ်ပါသလဲလို့ဆိုတော့တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီကျင်းခဲကြီးကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်။သူကြွေးသည့်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့။အသာတပက္ခတရုဏပုဒ္ဒကမရှခောတိယ။ တိမံပတ္တပရိသန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာတားငယ်တမိငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြတ်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီ ကျင်းခဲ့တဲ့ကောအငယ်လေးစားဖို့အတွက်သူကယူယူသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအစ်စ်ချတယ်လို့ပြောတာပါသူကျွေးရမယ်သူ့ရဲ့တားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကို ကျွေးတစ်ချတယ်လို့သူကပြောလိုက်တယ်။ပုံနိုင်ကြီးကသဘောကျတယ်။ဒါပြင်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုတော့မန္တပိတ္တသမေဝုဒ္ဓစေနဂါကတရွပနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာ မွေးပြီးတော့ဆောင်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်ပံတွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖကိုကျင့်ခဲ့ကြည့်တယ်အတောင်ပံတွေကကျွတ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ် အစာရေစာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ခြည်ယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ခြေဆူတရားကိုပြန်ဆက်တဲ့အနေနဲ့ကြွေဟောင်းဆက်ခြင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်စလေးတွေကြွေးနေတာတွေ့ပါလေနော် ကဲကလေးတွေခွန့်ပြီးတော့ကြွေးနေကြအဲ့လိုပဲအင်းသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကြွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုယူရပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်။လေပဲရှင်ပုံနာကြီးကသဘောရကြဟုတ်သားပဲလူတွေတောင်မှတစ်ခါတည်းလေးလို့လောက်တာမရှိဘူး။သူကဒါကျွေးဟောင်းဆက်တယ် ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘလို့လောက်တာလဲအင်းရေပိတန်ထသကုဏခိနပက္ခသူတုပ္ပလာတေတံပုံညတ်တိကောဓမ္မိတန်နိဒိအာဟုပဏိတာအဲ့ဒီမှာကျွန်ုပ်တို့ချင်းငှက်အုတ်ကြီးတဲ့မှာတဲ့ တချို့ကြီးငယ်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်နေကျုပ်ကုန်ကြတယ်တောင်နေကျုပ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နှမ်းရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်တော်ကနောနာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာဒါဟာရွှေအိုးမြုံနိုင်ခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလူချင်းတို့ တို့အတွက်ကိုကျွေးမွေးဆောက်ရှောက်ပါတယ်။ဒါဝတ္တရားနဲ့လှုပ်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါ။ကလေးငယ်လေးတွေကိုဆောက်ရှောက်ကျွေးမွေးတာကဝတ္တရား။မိဟူဖအိုတွေကိုကျွေးမွေးတာကဝတ္တရား။အခုကတော့ဝတ္တရားမဟုတ်ဘူး။ကုသိုလ်လိုချင်လို့ဆောက်ရှောက်မယ်။ခြင်းငယ်တွေကိုဆောက်ရှောက်တာဖြစ်တယ်။ဒါဟာ ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နီမြုပ်နိုင်ခြင်းဖြစ်ပါတယ်လို့ဩဒီလိုရှင်းပြလိုက်တဲ့အခါကျတော့ဒေဝရှင်ဘုံနာကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ဒီချင်းငဲ့တော်အတော်ကိုလိမ္မာရေးချာရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကို အလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကားတွေကအကွက်တစ်ကွက်ကိုသတ်မှတ်ပြီးတော့ပေးတယ်။ကြိုက်တယ်လို့စားပါတိခင်။အလိုစားတဲ့နေ့ဆွဲထားပြီးတော့ဒီချင်းငယ်ကြီးပိုင်တဲ့အခင်းကိုသတ်မှတ်ပြီးတော့ပေးလိုက်တယ်။ကြိုက်တယ်လို့စားဒီခင်းတွေကထွက်သည်မြတ်တိနှံ့နေသူပိုင်ဆိုင်ခွင့်ရှိတယ်လို့ စွန့်လက်အနေနဲ့လည်းပဲရှင်ဘုံနာကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီချင်းခက်ကြီးကိုပြန်ပြီးတော့လွှတ်လိုက်တယ်ဒီဆက်လန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးမြင်မိကြသလိုပဲ မိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ထီးတွေဟာသူတို့ရဲ့လူမမဲကလေးငယ်လေးတွေကိုကျွမွေးဆောင်ရှောက်ကြတယ်ငှက်ကြီးတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငှက်ပေါက်စားလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့လိုလုံးတဲ့လုံးတဲ့လုံးထိုက်တဲ့တောင်းဝန်တရားတွေကိုသူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့ ။တန်တရာစီးပွားကုသိုလ်ကောင်းမှုများဟာလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေသာလင်းဖြစ်တယ်။ဒုတိယဟာလူ့ဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုဒုတိယဟာအာယုစုဆိုင်ပြီးတော့ကိုယ်တန်းငယ်သမီးငယ်တွေကိုတောင်းဝတရားရပြုစုဆောင်ရှောက်ခြင်းပြုမွေးဆောင်ရှောက်